လာပါခင်ဗျာကျောက်တန်းရှာနေကလေးဆိုဆိုပါတယ်ကျောက်တန်းရှာနေဟာဆိုလို့ရှိရင်မြန်မာနိုင်ငံအထက်မှာဖြစ်ပေါ်နေတဲ့တည်င်းထူးတည်င်းဦးတွေကိုတင်ဆက်ပင့်နေတာကြောင့်စောင်းမြော်အပိနောက်ထောက်ကြဖို့အတွက်တောင်းဆိုခင်ဗျာအမအုံဆုံးတစ်ချက်နေနဲ့အဲကာကွယ်ဦးစီးချုပ်ဦးမင်းအောင်နိုင်ပါနော်လေးရင်ပေါ်မှာပြောသွားခဲ့တဲ့စကားတွေအားလုံးဟာအာနည်းနည်းအားတက်စရာလေးအားရစရာလေးရှိနေတယ်လို့ပဲ မြေပြင်မှာနော်ဖြစ်ပွားနေတဲ့အရာတွေအားလုံးနဲ့ကလည်းသွားပြီးတိုက်ဆိုင်နေတာကြီးတွေ့ရတယ်အဲ့တော့အဲဒီဘက်ကပဲသူမြေပြင်ကိုတိတော့အားတက်နေတာလားတခုခုတော့တခုခုပဲဗျာနော်အဲ့တော့ပထမဆုံးတစ်ချက်အနေနဲ့ဦးမေအွန်လိုင်းလင်းရင်ပေါ်မှာပြောခဲ့တဲ့စကားတွေမှာဘာတွေပါလဲဆိုရှင်အာညှော်နှင်းချက်ကောင်းတွေပါတယ်အားတက်မှုတွေပါတယ်စိတ်ပိုင်းဖြတ်မှုတွေပါတယ်စိတ်ပိုင်းဖြတ်မှုဆိုတာတော့သူ့အနေနဲ့တော့ ူမျောလင့်ထားတယ်သူရီမန်းထားတယ်သူပေးထားတဲ့ဂရီအတိုင်းဆက်လက်ဆောင်ရွက်သွားပါမယ်ဆိုတော့အဲဒီဘောနော်စိတ်ပိုင်းဖြတ်မှုပေါ့ဒီဂရီစကားတွေကိုသူဆက်လက်ဆွဲကင်ထားအောင်မှာပါဆိုတော့မဘလခေါ်မဆိုရှင်အရေးငွေတွေကျွန်တော်တို့တွေ့နေရတယ်ဗောနော်အဲဒုတိယတစ်ချက်နေနဲ့ကတော့မျောလင့်ချက်တွေပေါ့မျောလင့်ချက်ဆိုအနာဂတ်မှာသူမျောလင့်ထားတဲ့ဒီ Federal Democracy တည်ဆောက်နိုင်ဖို့နော် Democracy Federal ပေါ့ဗျာနော်အဲတည်ဆောက်နိုင်ဖို့ ကောင်းလုံးအဲသူ plan ချထားပုံရတယ်နောက်တစ်ခုကတော့စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေလည်းအများကြီးသူတည်ဆောင်လာနိုင်တယ်ဆိုတဲ့သူ့ရဲ့မျှော်လင့်ချက်တွေပေါ့အဲဒါတွေအားလုံးကိုတွေ့ရတဲ့အတွက်ကြောင့်မို့လို့အဲသူကတော့သူလုံးဆရာရှိတာသူဆက်လုပ်သွားမှာပဲအဲနောက်တစ်ခုကသူ့ကိုသူယုံကြည်နေတာပေါ့သူလုံနိုင်တယ်လုံနိုင်မယ်ဆိုတဲ့ယုံကြည်နေရရှိတယ်ဒီလောက်ထိဗျာမြန်မာတိုင်းနိုင်ငံလုံးတိုင်းတာအနေနဲ့ဟလာအဲစေသွေးကြသပုံနေအမျိုးတွေတော်တော်များများကိုအုတ်ချွေရန်ရပျက်စီးအောင် ထိန်းချုပ်ထားတဲ့ပုံစံမျိုးတွေလောက်လာနိုင်တော့ညာလည်းပဲသူတစက်မှဒါနဲ့ပတ်သက်ပြီးတော့လေစိုးရိမ်ခြင်းကြောက်ကြခြင်းမရှိဘူးပြသိလားအမရှိသည့်လျောက်လေအဲသူဟာအကောင်းဆုံးအကောင်းဆုံးဆောင်ရွက်နေဆက်လက်ပြီးတော့သူလုပ်เสียရှိတာကိုဆက်လုပ်နေစေပဲအဲ့တော့ဒီပု္ပ္ပါဟာလုံးဝကျွန်တော်တို့အဲနားလျာခက်တဲ့ပု္ပ္ပါမျိုးဖြစ်နေတယ်ဗောနော်အဲသို့ပါတော့လည်းပဲ သူ့ကိုကျွန်တော်ဒီနေ့နေမမပြောသွားခဲ့တယ်နော်ဟိုစကားတွေဟိုကြည်ချင်းအဖြစ်ညီမမဖြစ်ပွားနေတဲ့အချိန်မှာလဲပြောမှဆိုအများကြီးစီရေးအဖြစ်တိုးတက်လာအောင်တွေ့ရတယ်အဲဒါတခုရှိတော့ပြောနော် AAC သွေးကြွရခိုင်နဲ့ပေါ့နော်အဖြစ်နေတဲ့ကိစ္စကလွဲလို့အဲကျန်တဲ့နေရာတွေတော်တော်များများမှာတိုးတက်မှုတွေအများကြီးအများကြီးတွေ့ရတယ်အစီရေးအဖြစ်တိုးတက်မှုတွေတွေ့ရတယ်အဲ့တော့ကျွန်တော်အမြေပြင်စီရေးအခြေအနေလေးတွေကိုအရင်ဆုံးပြောပါမယ်နော်အာသူ့အနေနဲ့ပေါ့အခုဦးမင်း online က တရုတ်တို့ရုရှားတို့နဲ့စာချုပ်တွေချုပ်ထားတာရှိတယ်အထူးသဖြင့်တရုတ်နဲ့ပေါ့ဗျာတရုတ်နဲ့ဒီကျွန်တော်တို့ဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ပေါ့လုံခြုံရေးကုမ္ပဏီတွေပေါ့နော် private ဟိုဘယ်လိုခေါ်မလဲ security company တွေကိုလက်ခံလာတဲ့အတွက်ကြောင့်မလို့အဲ့ဒါကခင်ဗျားတို့တော်လိုင်းရေးအတွက်အလဲပြောင်းကြီးဖြစ်သွားနိုင်တယ်သိလားဘာကြောင့်လဲဆိုလို့ရှိရင်အဲ့ဒီလုံခြုံရေးကုမ္ပဏီတွေကအလကားမလောင်သူတို့မှလုံခြုံရေးကုမ္ပဏီလုံခြုံအောင်လုပ်ဖို့ကတော့သူတို့ တို့ကိုတို့ယုံကြည်ဖြစ်တာဆိုလိုချင်တာကလုံခြုံရေးကုမ္ပဏီများသည်တို့ဆောင်ရှောက်ရမယ့်နေရာတွေစိတ်ယုံတွေစီးပွားရေးတွေကိုဘလို့လုံခြုံအောင်လုပ်မယ်ဆိုတာမှာတို့မှာလုံးဝရှိထားပြီသား plan တွေရှိထားပြီသားအဲ့တော့လုံကဘာအဆင့်ပြီပေါ့နော်အာတရုတ်နိုင်ငံလိုနိုင်ငံတစ်ခုကလုံခြုံရေးကုမ္ပဏီဟာသူလုံခြုံအောင်ကာကွယ်စောင့်ရှောက်ပါမယ်ဆိုတော့ကုမ္ပဏီတော်လည်းကောင်း စီဝါရေးလုပ်ငန်းတော်လည်းကောင်းလူပုဂ္ဂိုလ်တော်လည်းကောင်းအဲ့ဒါကိုဘယ်လိုမျိုးလုံခြုံအောင်လုပ်မလဲဟုတ်ပြီလုံခြုံမှုဆိုတဲ့နေရာမှာမြေပြင်ထိုးစစ်ကိုလည်းတို့နေနဲ့လုံခြုံအောင်ကာကွယ်မှာဖြစ်တယ်အဲနောက်တစ်ခုကတို့စီတို့တရှိုးဝင်မဲ့ကိစ္စတွေအားလုံးလည်းလုံခြုံအောင်ကာကွယ်မှာဖြစ်တယ်လို့အဲနောက်တစ်ခုကဝေဟင်ရလာမဲ့ဝေဟင်ကနေလာမဲ့ခင်ဗျားတို့ရဲ့ဒီပါချီပါချက် drone လေးတွေကိုကောင်းကောင်းကာကွယ်နိုင်တဲ့ဂျမ်ဘာကောင်းကြီးတွေရှိတယ်ဆိုတော့အဲတို့မှာဒီလုံခြုံရေးကုမ္ပဏီနဲ့တူတူပါလာမယ်ဆိုတော့မမေ့နဲ့ပေါ့ဗျာနော်အဲ့တော့အခု တရုတ်ကုမ္ပဏီကနော်တရုတ်တောင်ကျွေးကုမ္ပဏီတွေကဒါမျိုးပစ္စည်းရန်ရာတွေပါလာအတွက်ကြောင့်မလို့တရုတ်မှာပါလာပြီးဟေ့ဆိုလို့ရှိရင်အဲ့ဒီအဲ NASA ကဥက္ကဋ္ဌနဲ့နော် NASA ကဒီရဲ့ဒီပေါ့နော်တက်မတော်ရဲ့စစ်ဘယ်လိုခေါ်မလဲစစ်စခန်းတွေအတွက်လည်းမပါလာဘူးလို့ခင်ဗျားတို့ပြောနိုင်သလားအဲ့တော့ခင်ဗျားတို့အတွက်စိတ်တက်ကြစရာတွေဖြစ်သွားနိုင်ပါတယ်စိတ်တက်ကြစရာတွေဖြစ်သွားနိုင်တာလည်းကျွန်တော်သိပါတယ်နော်အဲ့တော့ ဒုံကောင်းကောင်းခဏတာဂျမ်ပါကောင်းကောင်းပါလာပြီဟေ့ဆိုရှင်ခင်ဗျားတို့ဘာလို့ဘာမှလုပ်လို့မရအရင်ကမြန်မာနိုင်ငံရဲ့ဒီကျွန်တော်တို့တက်မလို့ရဲ့ဂျမ်ပါတွေဟာအဲတပုံကဝင်းနေတယ်လို့ဝင်ထွက်ကျင်လို့ထွက်လို့ရတဲ့အတိုင်းတာတွေရှိတယ်အဲအဲ့ဒီကလည်းကျွန်တော်တို့တော်တော်လေးအဖြေရှင်းရခက်တဲ့ပုံစံမျိုးတွေပါအခုတက်မလို့ကခြင်ထားတဲ့ဂျမ်ပါတွေဟာအရင်ကကောင်းတဲ့အတွက်ကြောင့်မို့လို့အဲ့တော့ဆက်ချိတ်ကျွန်တော်ပြောစလို့ဆလို့ကျင်တာကသွားပြီးတော့နော်ဟိုအဲသွားပြီးတော့တိုက်ဆိုင်နေတာ လုံခြုံရေးကုမ္ပဏီတွေဝင်နေတက်မတော်ရဲ့ဂျမ်ပါတွေအားကောင်းလာတယ် drone တိုက်ခိုက်မှုတွေအားကောင်းလာတယ်ဆိုတဲ့ခါကျတော့ဒါတိုက်ဆိုင်မှုကြီးတစ်ခုတည်းသွားဖြစ်နေတယ်เนาะတိုက်ဆိုင်မှုကြီးတစ်ခုတည်းသွားဖြစ်နေဘယ်လိုဒီတိုက်ဆိုင်လဲဆိုလို့ရှိရင်မြေပြင်မှာစစ်တီတွေကအခုဆိုရှင်ကီလိုရီအောင်တက်နေတာကီလိုရီတက်တယ်ဆိုတာကဘာလဲအာကျွန်တော်တို့အော်ဘယ်လိုဖော်မလဲဆိုတော့တပုံကိုသွားပြီးတိုက်ဆင်ရမလို့ဖြစ်နေတယ်သိလားမလားအဲတပုံကနေပြီးတော့လာမယ်ဟေးလာတိုက်မယ်လာတိုက်မယ်လူကိုယ်တိုင်လာမှရတယ် တပုံကစစ်စခန်းကိုအခုအခုချိန်မှာနော် စစ်စခန်းကိုတိုက်မယ်ဆိုရင် drone နဲ့လာလို့မရတော့ဘူး drone နဲ့လာပစ်လို့လည်းမရတော့ဘူးအဲနောက်တစ်ခုဘလိုနီးပညာမျိုးတော့မှတပုံမှာဒါပြကျွန်တော်မနေ့တနေ့ကမှပေါ်လာတဲ့ဒီဟောင်းမောင်းဟောင်းမောင်းလုပ်နေတဲ့ PDF ပညာရက်ကလေးတွေကအခုဆိုလို့ရှိရင်တက်မတော်ရဲ့ဂျမာကြီးတွေရဲ့ခြေပေါ်အောက်မှာပြပြဝစ်တဲ့အခြေအနေမျိုးရောက်လာပါပြီနောက်ထပ်ဒီဂျမာတွေကိုကြော်နိုင်ဖို့ဆိုတာ10နှစ်သွားတည်ဆိုတဲ့ပုံစံမျိုးဖြစ်လိမ့်မယ်အဲ့တော့ ခင်ဗျားတို့အနောက်မှာပေါ့နော်တကယ်အာဂျီနိုင်ငံအမေရိကန်လိုနိုင်ငံမျိုးနော်အိန္ဒိယလိုနိုင်ငံမျိုးအဲနောက်ထပ်အစ္စရေးလိုနိုင်ငံမျိုးပေါ့နော်ဒီလိုနိုင်ငံမျိုးရဲ့အားပေးထောက်ပံ့မှုမရှိဘဲနဲ့ကတော့ခင်ဗျားတို့အခုတက်မတော်ရဲ့ drone တွေတက်မတော်ရဲ့ jammer တွေကိုကြော်ဖို့တတ်တလုံးမစင်းစားပါနဲ့လို့ပြောရမှာပါအဲ့တော့အခုတရုတ်ကုမ္ပဏီတွေကသူပါလာတဲ့ jammer တွေကတက်မတော်စီကိုမရောက်ဘူးလို့လည်းမရောက်ဘူးလို့ထားလိုက်ပါဗျာမရောက်ဘူးလို့ထားလိုက်ပါနော်။ဘာကြောင့်လဲဆိုလို့ရှိရင်ရောက်တယ်ဆိုခင်ဗျားတို့အရန်ကိုစိတ်တက်ကြသွားမှာဆိုရင်ရပါတယ်။ တော့အခုမြေပြင်မှာစစ်တပ်စခန်းတွေကဂျမ်ပါကောင်းကောင်းတွေရှိရတဲ့ကြောင့်မို့လို့တပုံကတပုံနေဒီ PDF တွေအားလုံးပေါ့နော်အားလုံးကစစ်စခန်းကိုတိုက်မယ်ဆိုလူကိုယ်တိုင်လာတိုက်မှရမယ်လူကိုယ်တိုင်လာတိုက်တဲ့ခါကျတော့လေဟိုဘရိုကောမန်ဆိုစခန်းစကားစီဆောက်ထားတဲ့နေရာတွေက special ကောင်းတဲ့ခါကျတော့မြေပြင်အနေထားတဲ့အခြေအနေပေါ်မှာအချိန်ကနဲ့တေချာဆောက်ထားတဲ့အတွက်ကြောင့်မလို့သူတို့ဝင်တိုက်လို့လည်းမလွယ်ပြန်အောင်အဲ့တော့သူတို့တော်တော်ကြီးဒုက္ခရောက်ပါတယ်အဲ့တော့အခုစစ်တီတွေက ဘာမှဟိုဘယ်လိုမှမစော်စစ်တက်ရတာပျော်ဦးအောင်ကောင်းနေတယ်တပုံကဂျမ်းမလာလို့မရအောင်မြေပြင်တက်ပဲလာမယ်မြေပြင်တက်လာတဲ့ခါကျတော့လေမြေပြင်တက်လာတဲ့ခါကျတော့လေအစင်ကြီးမထင်တော့လားအဲဒါနဲ့ပတ်သက်ပြီးတော့စီရေးချင်းတွေလေးတစ်ခုပေါ့ဗျာနော်ဟိုတစ်ခုလက်ရှိရှေ့တန်းမှာကြုံနေတဲ့အခြေအနေလေးတစ်ခုပြောပြမယ်အဲ့ဒါကဘေဘချမ်းမရဲ့လဲဟိဆိုလို့ရှိရင်တော့မမေးနဲ့ပေါ့ဗျာနော်အဲအနည်းဆုံးပြောလိုက်မယ်ကျွန်တော်တို့အလဲပိုင်းတိုင်းမှာဖြစ်တဲ့အလဲပိုင်းဆိုတော့စကိုင်းမကွေးမန်းလေးတက်တစ်ခုခုပေါ့ဗျာအဲ့လောက်ပဲကျွန်တော်ပြောပြရတယ်အဲ့တော့စစ်စခန်းကိုသူတို့က ဟိုဘယ်လိုခေါ်မလဲ drone ကလည်းလာလို့မရအောင်ဟာဒုက္ခတော့ရောက်အာဘလို့မှသူတို့လာလို့မရတဲ့ခါကျတော့မြေပြင်စစ်ကြောင်းထိုးစစ်ကိုလာပါတယ်။လာတဲ့ခါမှာအဲသူတို့ရဲ့တနက်တွေနဲ့ပြစ်တော်ပြားတတတတတပြစ်တဲ့ခါမှာစစ်တပ်ကစစ်သားတွေကဘာလုပ်ပြလဲဆိုတဲ့ခါကျတော့အာသူတို့ရဲ့နီးပညာလားဘာလားတော့မသိဘူးပြန်ပီပီမှုတ်ပြတယ်။အာတကယ်ဖြစ်ပြတ်နော်ခင်ဗျားတို့ဒါဖြစ်ပြောက်ပြောပြနေပီပီမှုတ်ပြတယ်။ပီပီဆိုတာစစ်တပ်ကပီပီပီမှုတ်အဲ့တော့ဟောင်းရဲ့ကြောင်ကြည့်ဟာငါတို့ကပြစ်တယ် ငါတို့ငါတို့လည်းပြန်မပြတ်တဲ့ပြီပြီမှုတ်ပြဒီကောင်လေးဘာကောင်နေလဲဟောဆိုပြီးတော့ကြောင်မင်းကြည့်နေတာအဲကြောင်မင်းကြည့်နေတာပြအပြအခါဒီကောင်လေးဒုက္ခပဲပြန်လည်းမပြတ်ဘူးအဲ့တော့ဒီကောင်လေးကြောင်နေတော့ယူညောင်ဖြစ်နေအချိန်ကြမှတ်တာလေဘယ်ကဘလို့လာတဲ့မှန်မသိတဲ့ drone ကဝင်ပြီးတော့အစာကောက်သွားပါလေဟောအဲ့တော့ဥပမာပြောရင်တို့တွေရဲ့အဲယုံနံခန္ဓာတွေအောင်မမမြဲပဲနဲ့တော့ဘသူဘသူမန်းပေါ့နော်ဟို နေမြန်လို့မရတဲ့အခြေအနေတွေစုံစမ်းလို့မရတဲ့အခြေအနေဒီရုပ်ပြဆင်းပြဖြစ်သွားတာဖြစ်ပြီးတော့ဒီဘဲဝင်ခဲ့ကြရတာပေါ့ဗျာနော်အဲ့တော့အဲ့ဒါကအဲတိုက်ပွဲတစ်ပွဲအခြေအနေပေါ့အဲနောက်နေ့တိုက်ပွဲလည်းဒီလိုပဲအဲတို့ကလာပြည့်လို့ရှိရင်ဘာလို့လဲဆိုတော့ပေါက်နဲ့တချင်းဖွင့်ပြပါလိုက်အချင်းဖွင့်တဲ့အချိန်မှာအာရဂွန်ကဘာမှလို့အရှိလက်တက်လို့မရအဲ့အချိန်ညာလို့ရှိရင်ဘယ်ကဘလို့လာတဲ့ drone နဲ့မသိဘူး drone နဲ့စော်သွားပြန်ဘာကြောင့်တို့ကဂျမ်းမာတိတ်ကောင်းတဲ့ခါကျတော့စစ်သားတွေကစစ်တီတွေကဘလို့ခေါ်ရတယ်တော်တော်လေးပေါ့နော်အဲပြော ဖြစ်ဖြစ်ရှိရှိနဲ့စစ်တိုက်နိုင်တယ်ဘာမှလည်းကြောက်စရာမလိုတဲ့ပုံစံမျိုးတွေရှိလာတယ်အဲတစ်ဖက်ကတပုံလာလို့ရှိရင်ကိုကမြေပြင်အနေထားကခံစစ်ဆိုအဲ့ဒါမှ special ခံစစ်လို့ခေါ်တာအရင်က special ခံစစ်ခါအဲကိုဂျန်မာတွေကအလုံးမလုံးအားတခါတဲ့ရုပ်စာပြင်းအောင်ဖြစ်နေရမယ်အခုလိုမျိုးပေါ့နိုင်ငံကြီးနိုင်နိုင်ငံကြီးနှစ်နိုင်ငံပေါ့ရုရှားတို့တရုတ်တို့ဘယ်ကပါလဲတော့ကျွန်တော်မသိဘူးနော်ရုရှားတို့တရုတ်တို့ အဲသူနောက်ကဗျာနောက်ဟိုဘီလာရုစ်တို့အဲနောက်ထပ်အီရန်တို့ရဲ့ဘက်ကပ်ပေါ့ဟိုထောက်ပံ့မှုတွေရလာတဲ့အခါမှာတော့နော်ဘက်ကပ်ပေးမှုတွေရလာတဲ့အခါမှာတော့မြန်မာနိုင်ငံမှာဒီစစ်မြေပြင်အခြေအနေမှာအကောင်းဆုံးပေါ့အဲစစ်တပ်ကပြန်ပြီးတော့ဥမော့လာပြီလို့ပြောရမှာပေါ့ဗျာနော်အဲ့တော့အခုလက်ရှိအခြေအနေကြီးကဥမင်းအွန်လိုင်းလေးရင်ပေါ်မှာပြုံးပျော်ပြောရှင်နေတဲ့အဲပြောရှင်စွာပေါ့နော်ပြောဆိုနေတဲ့အရာတွေအားလုံးကလည်းအရာတွေအားလုံးကလည်း အားတက်စရာဖြစ်တယ်လို့မြေပြင်မှာလည်းတကယ်ပါပဲเนาะဒါကျွန်တော်တို့ကအရှိကိုအရှိတိုင်းပြောရတာပါမြေပြင်မှာတကယ်ဖြစ်နေတဲ့ပုံစံကလည်းအဲ့ဒီလိုအားတက်စရာတွေကြီးပါစစ်တီတွေအားလုံးက "तू ကလေးမောင်ကပြုံးပြော်ရှင်နေတယ်လို့ပဲမြေပြင်မှာလည်းစစ်တီတွေပြုံးပြော်ရှင်နေပါတယ်အဲ့တော့သူတို့ကတပုံကလာပြည့်လို့ရှိရင်ဘာမှမလုပ်ဘူးတပုံတွေကြောင်အောင်ဟာသားလုပ်တယ်တပုံတွေကအယူးလုံနေတာခုအခြေအနေကအယူးလုံနေတဲ့အခြေအနေမျိုးဖြစ်နေအဲ့တော့တပုံတွေကဘာဖြစ်လို့ဆိုတော့ drone နဲ့ပဲကျဲသွားတော့အဲ့တော့အလဲပိုင်းစီရေးခြေနေမှာเนาะ လေပိုင်းစီအခြေအနေမှာတော်တော်လေးအဲလမ်းပျော်ရွှင်စရာကောင်းတဲ့စစ်ပွဲကိုတက်မတော်ကဆင်နွှဲနေတယ်။ဒီတက်ပို့ပြီးဆိုတာကအဲသူတို့ရဲ့အားကိုးရာဖြစ်တဲ့ TNL ပလောင်တို့ဘာတို့ကလည်းအခုဆိုလို့ရှိရင်နောက်ဆုတ်နေရတာ။ပလောင်ကအခုနောက်ဆုတ်နေရပြီနော်။ TNL ကသူတို့ကချင်နဲ့လည်းပြဿနာဖြစ်နေရတဲ့ကြောင်းတရုတ်ကဖိအားပေးတာတဲ့ကြောင်းသူတို့ရဲ့အားအင်မရှိတော့တဲ့ကြောင်းအဲ့တော့သူတို့ကနောက်ဆုတ်သွားတဲ့ခါကျတော့ဘာနဲ့အလားတူလဲဆိုဟိုတနေ့ကကျွန်တော်ပြောသလိုပါဗျာဟေကောင်းနေတက်ဆိုလို့ရှိရင်ပလောင်လို့ပြောတယ် ဟေကောင်နေစုပ်ဆိုလို့ရှိရင်အဘော sorry မှားပါတယ်အဲ့ဒါတပတ်တယ်ကျွန်တော်မျက်နှာမှားပါတယ် sorry ဟေကောင်နေတက်ဆိုလို့ရှိရင်ဘလောင်ရော TNL ရောပေါ့ဗျ TNL ရော PD ရောတက်ဆိုလို့ရှိရင်ဗမာလိုပြောတယ်အဲ့ဗမာလိုပြောအကုန်လုံးတက်ကြတာတခါ PD ရတွေတက်ကြဟေကောင်နေစုပ်ဆိုလို့ရှိရင်သူတို့ဘလောင်ချင်းချင်းပြောပြီးတော့ဘလောင်လိုပြောတယ်ဟေကောင်နေဘလောင်လိုဘလိုပြောလဲဟေကောင်နေစုပ်ဆိုလို့ရှိရင်ဗမာလည်းနားမလို့ကြောင်တော့ကြိုင်အဲ့တော့ TNL ရအခုဆိုရှင်စုပ်သွားပြီးတော့အခု ရက်ကန်ရက်ကန်နဲ့ကြံခဲ့တာက PDF တွေကြံခဲ့တယ်တော်တော်ဒုက္ခရောက်နေပါတယ်ရိတ်ခါပြက်လက်နက်ပြက်စားစရာပြက်အခြေအနေမျိုးနဲ့နောက်ဆုံးပိတ်တော့စစ်တပ်ကစစ်တပ်တော်မဟုတ်ပါဘူးစစ်တပ်ကသူ့စခန်းမှာနေနောက်ဆုံးပိတ် PDF တွေကအဲ PDF တော်ဖြစ်ပါတယ်ကျွန်တော်တို့ဒီပြည်သူစစ်တွေကမနေနိုင်မထိုင်နိုင်ပေါ့ဗျာနော်ဒီကောင်လေးအားလည်းပြက်နေပြီဆိုပြီးတော့အယောက်30ကိုနော်10ယောက်လောက်နဲ့30စတစကိုပေးပြီးတော့ဝင်လုံးတာနော်ဖုန်းတွေရလို့ရပတ်စံတွေရလို့ရရွှေတွေရလို့ရဟုတ်လား အဲ့ပုံစံမျိုးတွေဒီအဲ့ပုံစံမျိုးတွေထင်မြင်ချင်းမှာအားကောင်းနေပါအဲ့တော့ဥမင်း online လင်းရင်ပေါ်မှာပြုံးပြော်ရှင်စွာနဲ့ပြောနေတဲ့အားလုံးမြေပြင်မှာနဲ့လည်းမြေပြင်နဲ့လည်းအတားရိုက်ချိုးကြနေပါလေခင်ဗျာနော်အဲ့တော့အဲ့ဒါဖြစ်ရှိတရားကိုပြောပြပါတော့ပြောပြတာပါအဲ့ကျွန်တော်အနေနဲ့ခင်ဗျားတို့လည်းသိပါလေကျွန်တော်ဒီအဲစစ်တပ်ဘက်ကနေနေတဲ့အချိန်တွေဒုက္ခရောက်နေတဲ့အချိန်တွေဖြစ်ပျက်နေတဲ့အချိန်မှာလည်းဖြစ်ပျက်သလိုကျွန်တော်အနေနဲ့ဟိုပုံမှန်လေးလေးကျွန်တော်ပြောသလိုအခုလက်ရှိ အောင်မြင်မှုတွေ ောင်မြင်မှုတွေနဲ့ပျော်ရွှင်နေတဲ့အချိန်မှာလည်းကျွန်တော်အဲရှိလို့ရှိတိုင်းတော့ပြောပြရမှာပဲလေနော်။ဘာကြောင့်လဲဆိုတော့အဲ့လိုမှလည်းခင်ဗျားတို့ဒီပေါ့ဟိုဘက်ဒီဘက် propaganda တွေကြားထဲမှာရှောင်လွှဲနိုင်မှာပါ။အဲ့တော့အဲဒါကတော့နည်းနည်းပါပဲနော်။